အပြောမလို့နဲ့လက်တိပြလေးလာတော့ပြောရရင်ပေါ့စိတ်သားကောင်းအောင်မယ်စေရနာထားအောင်အဲ့တော့ဒီသူကိုမျက်နှာကြည့်မဲ့ပုံပုံမျိုးပဲကျွန်တော်တို့ကလက်ခံမယ်ပြည်သူကောင်းဖို့အတွက်လုံအကုန်လုံးအကုန်အားပေးမှာပဲအကုန်အားပေးမယ်အများပြည်သူကောင်းဖို့အတွက်ဒါလုပ်ကိုကျိုးတော့မဖက်နဲ့ကိုကျိုးဖက်ကျွန်တော်လည်းမကြိုက်ဘူးကျွန်တော်ပြောရင်ပြောရတဲ့လုပ်ကြပါကိုဘာလွတ်တော့ကိုယ်လေဒီပေါ့ပြောရင်ပြောရတဲ့လုပ်ပါခင်ဗျားတို့ပြောရတဲ့လုပ်မှာကျွန်တော်တို့မဲပေးမှာပဲကျွန်တော်တို့ကအဲ့လိုဘာလို့ကိုမဲပေးပြီးမှမဲပေးလိုက်တဲ့လူက ော့တမျိုးလို့တမျိုးဆိုတော့ဘယ်သူမှလက်ခံမှာမဟုတ်ကျွန်တော်လည်းလက်မခံဘူးအများကြီးပါလက်ခံမှာမဟုတ်ကိုချက်တဲ့လူမဲပေးပါကျွန်တော်ဘယ်သူမှမဲမဆဲချက်တဲ့လူပဲတခုရှိတယ်ကိုရွေးချက်တဲ့လူကမှန်ကန်မှုတော့လိုပဲအဲ့လူဒီခုနကကျွန်တော်ပြောသလိုစိတ်ကောင်းစိတ်နာတကယ်ရှိတဲ့ပုံကူလားငါတို့နိုင်ငံငါတို့လူမျိုးတွေတကယ်စောင့်ရှောက်ပေးနိုင်မယ်နိုင်ငံကိုကောင်းအောင်လုပ်ပေးနိုင်မယ်ပုံကူမျိုးဆိုရင်မဲပေးပါ2026နောက်ပိုင်းမှာတပြည့်ပြည့်တပြည့်ပြည့်နဲ့တာယာလာမယ်ကောင်းမွန်လာမယ်စီးပွားရေးတိုးတက်လာမယ်လူမှုရေးတိုးတက်လာမယ်ဖွံ့ဖြိုးလာမယ်အဲအကျွန်တော်ဝမ်းသာတယ်ကျွန်တော်မသိခင်လေးမှာကျွန်တော်မြင်သွားခြင်းတယ် ဟုတ်ပါမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ဟောပါနာမည်နဲ့အလုပ်ကိုင်လေးမိတ်ဆက်ပေးပါအောင်ဗျာ။ကျွန်တော်နာမည်ကတောင်းလာပါခင်ဗျာ။ကျွန်တော်ဝန်ထမ်းငင်းစားပါခင်ဗျာ။ဟုတ်ဒီဒီဇင်ဘာ28မှာအကျိပါမယ်ယူကောက်ပွဲနဲ့ပတ်သက်ပြီးတော့အပဟိုဘာတွေနားလည်ထားလဲပါအဲကျွန်တော်ဒီလောက်ပြောခိုင်းတော့ဗျဒီယူကောက်ပွဲကြီးအောင်မြင်အောင်ပေါ့နော်ပြည်မြောက်အောင်မြင်အောင်အများပြည်သူအားလုံးကဝိုင်းဝန်းပြီးတော့အဲမဲထည့်ပေးဖို့လိုမယ်ဒါမှလည်းကျွန်တော်ပြည်သူများပြည်သူဆန္ဒဖြစ်ချင်တဲ့ ဟုတ်လားသူတို့ကြွနေလမ်းပေါ့ဗျာဒီမိုကရေစီပေါ့ခင်ဗျားတို့ပြောနေဓာကြီးကိုကျွန်တော်တို့ဖြစ်စေချင်တယ်အားကြောင့်လဲဆိုဓာကြီးအောင်မြင်မှလဲဟုတ်လားအများမျှော်လင့်နေဟုတ်လားအာအစိုးရဒီအဖွဲ့အစည်းပေါ့ဒါလောက်တဲ့လူကြီးတွေလည်းအလုံးအကောင်းအောင်လုပ်ကြမှာပါဟုတ်ကျွန်တော်တို့ဒီလိုပဲမြင်တယ်နော်ဘယ်လူကြီးပဲတက်လာတဲ့လူကြီးတွေကတော့အလုံးအနေအကောင်းအောင်လုပ်ကြတာပဲအဲ့ဒီကျမှကျွန်တော်တို့အများပြည်သူလည်း ်ညင်းညမ်းနဲ့အေးချမ်းချမ်းလေးနေသွားထိုင်သွားစားသွားရင်ဒါကောင်းနေတာပေါ့နော်အဲ့လိုလေးတော့ဖြစ်စေချင်ပါလေအဘအနေနဲ့ဆိုဘလို့အရေးချင်းရှိတဲ့လွတ်တော်ကိုယ်စီလေးမျိုးမဲပေးမလဲဟေးကျွန်တော်ပြောရရင်တော့ဗျကျွန်တော်တွေ့တဲ့အတွေ့အကြုံရံပြောရရင်စိတ်ကောင်းစီနာကောင်းထားတဲ့ပုံကိုမျိုးနော်စိတ်ကောင်းစီနာကောင်းကိုဖို့မကြည့်နဲ့နိုင်ငံအကျိုးပြုတယ်ကျွန်တော်တို့တည့်ရွယ်နေဆိုရင်ဒါဘုရင်လင်းပြောရရင်ကိုကျိုးဘာမှမကြည့်နဲ့တော့ဘုနိုင်ငံကောင်းကိုလူမျိုးတွေကောင်းဘလို့နေတိုင်းဖြစ်အောင်လုပ်ပေးမလဲအဲ့လို ပါတီမျိုးကိုကျွန်တော်တို့မဲထဲမှာအပြောမလို့နဲ့လက်တိပြခုလဲကျွန်တော်တို့ဟိုဟာတွေရှိပါတယ်အတိရှိတယ်ကျွန်တော်တို့လေ့လာတော့ပြောရရင်ပေါ့စိတ်ထားကောင်းအောင်မဲနော်စိတ်ထားကောင်းအောင်မဲစေရနာထားအောင်အဲ့ဒါဒီသူ့ကိုမျက်နှာကြည့်မဲ့ပုံပုံမျိုးပဲကျွန်တော်တို့ကလက်ခံမယ်ဒီသဘောပါပဲ ။နော်အဲ့လိုပဲမြင်ပါတယ်ကျွန်တော်တို့။ဒီရွေးကောက်ပွဲပြီးမှာအဘတိုင်းပြည်ကဘလို့အပြောင်းလဲတွေဖြစ်လာမယ်။အင်းလေအဘအနေနဲ့ဆိုရင်ဘလို့ဒီမျောလင့်ထားလဲ။ဒီကျွန်တော်မျောလင့်တာကတော့ကောင်းလားမလို့ထင်တယ်။ဒီရွေးကောက်ပွဲပြီးတော့အောင်မြင်သွားတယ်နဲ့ခင်ဗျာကောင်းမှုပဲ။ကောင်းမှုပဲဆိုတာကျွန်တော်တို့မြင်တယ်လို့ဟောကျွန်တော်တို့တချို့ဘာသာရေးလိုင်းလိုက်စားတဲ့လူဆိုသိပါတယ်။ရုပ်ပုံကူတွေပြောတာဟောတာကျွန်တော်တို့လေ့လာမှတ်သားရတော့ကျွန်တော်နိုင်ငံကြီးကောင်းပါ။အဲ့ဒါကိုကျွန်တော်တို့ပြည်သူကဝိုင်းလိုက်ဖို့လိုတယ်။ဒါပဲ။ကျွန်တော်ပြောချင်တာကတော့နော် ဘယ်လိုလဲဘယ်လိုလဲဆိုတော့အဲတချို့ပုံကူတွေပေါ့ဗျာအဲပြောထားတာရှိတယ်သူမြန်မာနိုင်ငံကြီးက2026နောက်ပိုင်းမှာတပြည်းပြည်းတပြည်းပြည်းနဲ့အာတရားလာမယ်ကောင်းမလာမယ်စီးပွားရေးတိုးတက်လာမယ်လူမှုရေးတိုးတက်လာမယ်ဖွံ့ဖြိုးလာမယ်အာကျွန်တော်ဝမ်းသာကျွန်တော်မသိခင်လေးမှာကျွန်တော်မြင်သွားခြင်းတယ်ခု kun 30ကတော့ငါသေးဖို့နေနေပြီ။မနေဘူးမ။မသေးခင်လေးမှကျွန်တော်ကဒါဟောအဲ့လိုမျိုးမြင်စေခြင်းမြင်သွားခြင်းတော့ဒါပါပဲ။ဆန္ဒကတော့ အားလုံးအကောင်းပဲဖြစ်စေချင်တယ်ဗျာဟုတ်ဒါပါပဲအဖရွေးချယ်လိုက်မဲ့လွတ်တော်ကိုယ်စားလှယ်ကဟိုကုမဲဆန္ဒနဲ့အတွက်ဘာတွေပြန်လုပ်ပေးစေချင်လဲအာကျွန်တော်ပြောတော့အများပြည်သူကောင်းဖို့အတွက်လှုပ်အကုန်လှုပ်အကုန်အားပေးမှာပဲအကုန်အားပေးမယ်အများပြည်သူကောင်းဖို့အတွက်ဒါလှုပ်ကိုကျိုးတော့မဖက်နဲ့ကိုကျိုးဖက်ကျွန်တော်လည်းမကြိုက်ဘူးကျွန်တော်လည်းဝန်ထမ်းလုပ်ခဲ့တာသိတယ်ကျွန်တော်ကိုကျိုးမလုပ်ခဲ့ဘူးဒါပေမဲ့စိတ်ကောင်းစိတ်နာရဲ့ကျိုးကျေးဇူးခံစားရဆိုတာအခုလက်တွေ့ပင်စင်ယူပြီးမှသိရတယ်ဘယ်တော့မှအသိတော့မသိဘူးနောက်ပိုင်းကျတော့ တရားသမားတွေပြောရင်ဖြစ်ချင်းပြက်ချင်းဆိုတာဘယ်သူမှရှောင်လို့မရသလိုတောင်ဝန်ထမ်းဆောင်နေရမှာလေစိတ်ကောင်းစေနာဒီအဓိကကျတယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်ဟုတ်ဟုတ်စိတ်ကောင်းမွေးပါစေနာထားပါလုပ်ငန်းလုပ်တယ်ဘယ်သူပဲဘာပဲလုပ်လို့ဒီခံစိတ်တော့မွေးရမယ်ဟုတ်ဒီရွက်ကောက်ဖွဲအပြီးမှာပေါ်လာမဲ့အစိုးရတတိယကအရေးတကြီးလုပ်တဲ့အလို့ဆိုဘာလို့မြင်လဲပါအဲအဓိကတော့ဗျာအောက်ခြေလူရန်သားနော်အောက်ခြေလူရန်သားတွေ ဆောင်းနေပြည်လဲဖို့အဓိကနံပါတ်1ပေါ့ချောင်းလဲရမယ်။နောက်ပညာရေးကျမ်းမာရေးပေါ့ကျမ်းမာရေးပေါ့ကျမ်းမာရေးပညာရေးပေါ့ဒါလေးတွေတော့ကောင်းအောင်လုပ်ပြီးလုံမယ်။နောက်တကဝန်ထမ်းတွေပေါ့ဝန်ထမ်းတွေမှာ အောက်ခြေဝန်ထမ်းတွေကိုတက်နိုင်တဲ့မြတ် facility ပြည့်အောင်လုပ်ပေးနိုင်ရမယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့လက်ခံမယ်။သဘောကျမယ်။ဘာကြောင့်လဲဆိုတော့ဘုရင်တို့ပြည်ထောင်ပြောလာမနေဘူးခင်ကြီးပြောတာကျွန်တော်ဖတ်လိုက်ရတယ်။ဒါပြောလဲဆိုတော့အောက်ခြေဝန်ထမ်းတွေကို တက်နေတဲ့များသူဖြည်းဖြည်းဆောင်ရပြီးမယ်နောက်ခီးသွားလာတာဟိုတုန်းကကျွန်တော်တို့ခစ်တုန်းကလားခင်ဗျားကျွန်တော်ရန်ကုန်နဲ့စစ်တွေ116ကျပဲပေးရတယ်လေးမြန်စီးခဲ့ဘူးလေနော်လေးမခေါ်လို့စီးခဲ့ဘူးလေအဲ့တော့ MO တို့ဝရန်းလို့ဆိုတာရှိတယ်ဝန်ထမ်းမှာမိရထအလကားသွားရမယ်တင်းမောလကားစီးရမယ်ဒါမျိုးတွေပေါ့ဟိုမလူရဲ့မေးပေးမယ်ချပီသူတွေကိုတခုခုပြောချင်တာရောရှိတာဗျအပီသူတွေရောဗျာကိုကြက်တဲ့လူမေးပေးပါကျွန်တော်ဘာမှမမေးဘူးစဲကြက်တဲ့လူပဲတခုရှိတယ် ကိုရွေးချယ်တဲ့လူကမှန်ကန်မှုတော့လိုပဲအဲ့လူဒီခုနကကျွန်တော်ပြောသလိုစိတ်ကောင်းစေရင်သာတကယ်ရှိတဲ့ပုံကူလားဘာလို့နိုင်ငံငါတို့လူမျိုးတွေတကယ်ဟလာဟိုဆောင်းရှောက်ပေးနိုင်မယ်နိုင်ငံကောင်းအောင်လုပ်ပေးနိုင်မယ်ပုံကူမျိုးဆိုရင်မဲပေးပါနော်ဘယ်ပုံကူမှကျွန်တော်ဖြူညာစိတ်နဲ့နေတော့ဝါတာပဲကျွန်တော်မလိုရင်ကျွန်တော်လိုချင်တာအဲ့ဒါပဲအဲ့တော့တကယ်လို့မလားဘူးပြောရင်ပြောရတဲ့လို့ကြပါကိုဘာလွတ်တော့ကိုယ်လေဒီပေါ့ပြောရင်ပြောရတဲ့လို့ပါခင်ဗျားတို့ပြောရတဲ့လို့မလို့ကျွန်တော်မဲပေးပါပဲ ကျွန်တော်တို့ကအဲ့လိုဘာလို့ပူမဲပေးပြီးမှမဲပေးလိုက်တဲ့လူကတော့တော့တမျိုးလို့တမျိုးဆိုတော့ဘူးမလက်ခံမှာမဟုတ်ကျွန်တော်လည်းမကန်တော့အများကြီးတော့လက်ခံမှာမဟုတ်တိုင်းပြည်တစ်ခုမှာပြည်သူတွေမဲပေးခြင်းအပြင်ဘလို့အကျိုးကျေးဇူးတွေရလာမယ်လို့ထင်လဲပါအဲအဲ့ဒါကတော့ကျွန်တော်လက်လက်မိတလို့ပြောရရင်တော့ဗျာအဲပြည်သူတွေကစိတ်တိုင်းကမဲပေးရွေးချယ်လိုက်တဲ့ခါမှာအစိုးရဘက်ကအစ်တတခုဖြစ်လာမယ်ဖြစ်လာတဲ့အစိုးရကြီးတိုင်းပြည်ပေါ်လူမျိုးပေါ်အဓိကတော့နိုင်ငံရဲ့လူမျိုးပေါ်ဗျာဟုတ်မလား နိုင်ငံတဲ့လူမျိုးပေါ်မှာကောင်းအောင်လုပ်တဲ့အဲ maybe ရွေးချယ်တဲ့လူတွေဖြစ်စေချင်ပါတယ်။ဟုတ်ပါတူထပ်ပြီးတော့ဖြည့်ဆွဲပေးကြခြင်းနိုင်များရှိသေးတာကြ။တခြားမရှိပါဘူးများအောင်မြင်ပါစေလို့ပဲကျွန်တော်ဆုတောင်းပါတယ်။မြားပြည်သူလည်းစိတ်ချမ်းသာအောင်တိုင်းပြည်လည်းအေးချမ်းငြိမ်းချမ်းအောင်ပေါ့နော်။ဒါမျိုးလေးတော့ဖြစ်စေချင်ပါတယ်။ဘာလို့ပြောရရင်လက်ရှိကြားနေမြင်နေရတဲ့ဟာဒီမှာအဲတစ်ဖက်ကပြောတာဆိုတာတွေကနေလောက်တာခိုင်နေတခြားစီလေး ခြားစီကျွန်တော်တို့ဘိုးဘသားလူမျိုးနိုင်ငံမှာမဖြစ်စင်တာတွေဖြစ်နေကြငြင်းရတွေ့ရကြားရတာအများကြီးအဲ့ဒီမှာခုနကျွန်တော်ပြောတဲ့ဖြစ်ချင်းပြက်ချင်းသဘောတရားဘာလို့မလို့စံနိုင်ဘူးတခုပြောပြမယ်ဗျသဘောဘေးအန္တရာယ်ကြောင့်လူတည်တဲ့ကြီးတဲ့လူတွေရှိတယ်အဲ့ဒီမှာတကယ်ဟုတ်လားပြဿနာချမ်းသာတဲ့ပုဂ္ဂိုလ်တွေတကယ်ပညာတတ်ပုဂ္ဂိုလ်ကြီးတွေသူ့အကြောင်းပါလားသူ့အကြောင်းပါတဲ့ခါကျတော့ဘာလို့မထင်မှတ်ဖက်နေတည်တယ်တဲ့ပါဘော တည်တယ်ပါတော့သူဘာခံစားသွားတယ်သူဘာမခံစားဘူးသူကြံခဲ့တဲ့ PC တောင်းတာအဲနောက်ကလိုက်ပြီးတော့မှနိုင်ငံတော်ကနေပြီးတော့တက်နေတယ်များကုညီဆောင်ချက်ပြီးလောတာလုတ်ပြီးလိုက်တာပေါ့အဲ့တော့ကျွန်တော်မြင်တာတွေ့တာတော့ဒီမှာတက်ကြီးဝါကြီးဆရာကြီးဆရာတော်ကြီးဒီဒီပုဂ္ဂိုလ်ကြီးတွေမှာလည်းခင်ဗျာအများကြီးတော့တချို့တကယ်ပုဂ္ဂိုလ်ကြီးတွေအဲ့ထက်မှခုနတဘောဘေးအန်ကျလောက်ပါသွားတာရှိသလိုခုနမလိုလားတဲ့ပေါ့တက်တာဖြတ်တာတွေဒါတွေက ဗုဒ္ဓဘာသာနိုင်ငံမှာလုံးဝမဖြစ်သင့်ဘူးလို့ကျွန်တော်ယူဆတယ်။ဘလောက်ကြီးပဲဟိုခန်းစားကြည့်ကြည့်ပြင်ပါသေးဗျာ။ဒေါင်မျိုးကတော့မဖြစ်သင့်ပါဘူး။တက်တော်ကြီးတဲ့လူပုဂ္ဂိုလ်ပဲဖြစ်ဖုံးတော်ကြီးဆိုပူဆိုးတာပါဗျာ။ဒါတွေကတော့မဖြစ်သင့်ဘူး။အဲ့ဒါကြီးကျွန်တော်တို့လုံးဝမကြိုက်။ဒါပွင့်ရင်ပြောပြတာနော်။ကျွန်တော်တို့ကဟိုငယ်ရချင်းကျွန်တော်တို့ဆိုရင်ဟိုလေမသားမိပါဖုံးတော်ကြီးကြောင့်နေခဲ့ဘူးတဲ့။ဒါကြောင့်လဲအဲဟိုလူတွေတွေ့တဲ့ခါမှာကျွန်တော်တို့ကြီးသူကိုယူတရမယ် ဟုတ်မလားရွယ်သူလေးစားငယ်သူတနာညာတာဒါမယ်ဒါလေးတွေတော့ရှိတင်တာပေါ့ဗျာခုကြတော့လူတွေကဘာဖြစ်လဲဘလူးတရစီလူဖြစ်ကြဒါကြီးတွေကလုံးဝမဖြစ်တင်ပါဘူးဘာဘလူးအချင်းမဖြစ်ဗျာတည်သူအများကြီးဒီမှာရပါယေရှုဒီမှာဗျာဟုတ်